ခေါမောနိုင်ရဲ့ခြေကံချက်တွေကြောင့်ရှုံးနိုင်သွားတဲ့တန့်စင်ခေါမောနိုင်ရဲ့တန့်စင်တို့ရဲ့ပွဲကဒီနေ့အရှင်းပြိုင်ထိုးတဲ့အခါမှာတော့တန့်စင်ဟာအရင်ပွဲတွေနဲ့လုံးဝမတူဘဲတော်တော်တည်မြဲလာတာကိုတွေ့ရပါတယ် game plan နဲ့ management ဘက်မှာတော်တော်တိုးတက်လာတာတွေ့ရပါတယ်အရင်လိုပြာကြီးပြာရမဟုတ်တော့ဘဲနဲ့ကမ်းမကြတာလည်းတွေ့ရပါတယ်အစောပိုင်းပရမချီကတော့ကောင်းပါတယ်ပရမချီမှာဆိုရင် တောင်းလျောင်းတဲ့အကဲဆန်းနေပြီးတန်းစင်ရဲ့ထိုးချက်တစ်ခုတော့မှာခုံမိုးနိုင်ထိပါတယ်ပထမအချိန်မှာခုံမိုးနိုင်တဲ့တန်းစင်တော့အသိမကွာပါဘူးပြန်လဲခြေကံကျက်တွေနဲ့အားဆန်းပါတယ်တန်းစင်ကိုရဲ့မြန်ဆန်တဲ့လက်သီးချက်တွေကြောင့်ဓာတ်ဝတ္တိထားရတဲ့ခုံမိုးနိုင်ကတန်းစင်အနာမကပ်လာစေဖို့အတွက်ခြေကံကျက်တွေကိုသာအဓိကအားထားပြီးသုံးသောတာတွေ့ရပါတယ်ခုံမိုးနိုင်ကပြောရမယ်ဆိုရင်တော့သူ့ရဲ့လက်သီးထိုးချက်တွေကတန်းစင်နဲ့ဆိုင်တော့နှေးပါတယ် ဒါကြောင့်တန်းစင်ကိုအကက်မခံတာပါတန်းစင်ဟာခမိုးနိုင်ရဲ့ခြေကံကျက်တွေကိုတတိထားနေရပြီးဘာမှတော့မလုပ်နိုင်ဘူးဖြစ်နေပါတယ်ဒုတိယအချိန်မှာဆိုရင်ခမိုးနိုင်ရဲ့ခြေကံကျက်တွေကတန်းစင်ရဲ့နေရင်းတွေကိုတော့မှထိပါတယ်ဒါပြင်လက်သီးချိုးရတဲ့တန်းစင်ကိုထိပါတယ်ဒါပြင်ခမိုးနိုင်ရဲ့ကံကျက်တချို့တော့တန်းစင်တယောက်အောက်ပိုင်းကိုထိပြီးတော့ဒိုင်ကတော့မှစောရကတက်တာချို့တော့မှရှိပါတယ်ခမိုးနိုင်လို့ဝိုင်းပြီးပါနေတဲ့ဖိုင်တာတော့မှတန်းစင်ကိုတတိထားတာတွေ့ရပါတယ် အခုလိုကစားနိုင်တာတော့တန်းစင်နေနဲ့တော်တော်လေးကောင်းနေလို့ပြောရပါမယ်။ဒါပေမဲ့ခုံမိုးနိုင်ကတော့ဝါနဲ့တပါနဲ့ကစားသွားတဲ့အတွက်ကြောင့်တန်းစင်ဟာခုံမိုးနိုင်ကိုမရှင်နိုင်ပါဘူး။မရှင်နိုင်ပဲနဲ့နောက်ဆုံးကြည့်ပါတော့တန်းစင်ဟာသုံးကြီးလုံးထိုးတဲ့ပြီးမှဒိုင်ဆုံးဖြတ်ချက်နဲ့ရှုံးလိုက်သွားတာဖြစ်ပါတယ်။တန်းစင်နေနဲ့အရင်ပွဲတွေဆိုင်တော့အများကြီးတိုးတက်လာတယ်လို့ခံစားမိပါတယ်။ခုံမိုးနိုင်ကတော့မြန်မာဖိုင်တာတွေကိုဆက်ပြီးအနိုင်ယူနေစေဖြစ်ပြီးတော့တန်းစင်အနေနဲ့လည်း ခုကရှုံးပွဲဆိုရင်တော့ဝမ်းမှာ၄ဝက်မြောက်ရှုံးပွဲဖြစ်သွားပြီဖြစ်ပါတယ်။နောက်ဆုံးချိန်မှာတော့တန်းစီအနေနဲ့သူ့အနေနဲ့လက်သီးထိုးချက်တွေနဲ့ခုံမိုးနိုင်ကိုချင်းကပ်ဖို့ကြိုးစားနေမယ်လေ။တန်းစီရဲ့လက်သီးထိုးချက်တွေကိုခုံမိုးနိုင်ကပွားနေတဲ့ကြီးရှောင်းတိန်သွားတာကိုတွေ့ရပါတယ်။ခုံမိုးနိုင်ကတော့တကယ်ကိုမလွယ်တဲ့ fighter ပါ။သူရဲ့ခြေကံကြက်တွေမထင်ထားတဲ့ခြေကံကြက်တွေကြောင့်သာတန်းစင်နေနဲ့လှုပ်မရဖြစ်သွားတယ်လို့မြင်မိပါတယ်။တန်းစင်ရဲ့အော်ပိုင်းကံကြက်တွေကိုလည်းခုံမိုးနိုင်ထိပါတယ်။ဒါပေမဲ့ ပပနဲ့နဲ့ရှောင်သွားတာကိုတွေ့ရပါတယ်။တန်းစင်အနေနဲ့လည်းရှုံးနေမှုတန်တရားကိုတော့မချေဖြတ်နိုင်သေးပါဘူး။တန်းစင်အားနေချက်ဆိုလို့တစ်ချက်ထိပြီးတာနဲ့ကစားအကြသောတာကလည်းခုထိမပြေနိုင်သေးဘူးလို့မြင်ပါတယ်။ပြိသက်တွေကတော့တန်းစင်ကိုနိုင်စေခြင်းနဲ့ဆရာကြောင့်အားပေးကြပေမဲ့ခမုန်းနိုင်ကပဲနောက်ဆုံးတိုင်တွေဆုံးဖြတ်ချက်နိုင်ရအနိုင်ရသွားတာပဲဖြစ်ပါတယ်။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးပြိသက်တွေကတော့ခုလိုမျိုးပြောပါတယ် တန်းစဉ်ကိုကြည့်ရတာတဲ့အစင်ပေါ်တက်ကလေးကယုံကြည်မှုတွေပျောက်ဆုံးပြီးဖိအားများနေတယ်တဲ့အရင်ကနိုင်လိုစိတ်များတာတဲ့ပြာသွားတယ်တဲ့အခုကျတော့တမျိုးဖြစ်သွားတယ်တဲ့နိုင်လိုစိတ်လည်းမများဘူးလို့ယုံကြည်မှုလည်းပျောက်နေတဲ့ပုံပဲတဲ့တန်းစဉ်နေလည်းပြာလည်းမပြာတော့ဘူးတဲ့ရှုံးပွဲဆက်နေတဲ့အတွက်ကြောင့်ယုံကြည်မှုနည်းနည်းယုံကြည်မှုရောနည်းနေတယ်လို့လည်းထင်တယ်ဖိုင်ကဘာပြောဖိုင်အိုင်ပြတော့လိုအပ်သေးတယ်ထင်ပါတယ်တဲ့ တန့်စင်အနေနဲ့၃ကြီးလုံးထိုးနိုင်တာတော့မစိုးဘူးလို့မြင်ပါတယ်အရင်ကအထက်ဆိုင်ရင်လည်းအရန်ကြီးတိုးတက်လာပါတယ်တဲ့ထိုင်းမှာတဲ့ပြောရမယ်ဆိုရင်စူပါလက်တိုးနဲ့သေချာလေးကျင်တော်မှာကစားတဲ့ပုံစံ5 angular လည်းပြောင်းသေးပါဘူးတဲ့ဒီဘဝတန်းစီရင်ကိုကလည်းဘေးကနေအော်ဟင်းအားပေးနေခဲ့အားပေးနေရတော့လည်းမတွေ့ရသေးပါဘူးတန်းစီရင် body movement ကအရင်နေတယ်တဲ့ ဒီဘွားမှကြည်ရတာတန့်စင်ဟာတဲ့တစ်ချက်ကောင်းကိုဆောင်ထုံးနေတဲ့ပုံပဲတဲ့အဲ့ဒီလိုမျိုးဆောင်ထုံးနေလို့လည်းအဆင်မပြေဘူးတဲ့ကိုကဖိထိုးမယ်ဆိုတဲ့တေချာဖိထိုးရမှာတဲ့တကယ်လို့လားလိုက်ပြီးအနာခံတေချာဖိထိုးလို့ရတော့တဲ့ခွန်မိုးနိုင်အနေနဲ့လှုပ်မရအောင်တဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့ခွန်မိုးနိုင်ရဲ့လက်သီးထိုးချက်တွေကတန့်စင်နဲ့ရှင်တန့်စင်တော့မမြင်အောင်ဘူးတဲ့ကောင်တာကစားမယ်ဆိုလဲတေးကြလို့ရမှာတဲ့အလဲထိုးမရှုံးတာပဲရှိပါလေတဲ့ကစားပုံစံတိတ်မပြောင်းသေးပါဘူးတဲ့ နောက်ပြီးကြည့်ရတာတဲ့တစ်ဖက်ကဖိထိုးလာပြီဆိုရင်တန်းစရာဘာပြန်လို့ရမလဲမသိတော့ဘူးတဲ့အခုပွဲလဲပရမအချီတာတဲ့ဒုတိယကြည်ကားစားပြီးဘာဖြစ်သွားမှန်းမသိဘူးဘဝတန်းစရာကိုအနာကမခံဘူးခြေကံချက်တွေနဲ့ပဲတော်လွတ်နေတယ်ဒါကိုဖိခံနေရတယ်တဲ့တန်းစင်နေနဲ့အတော်လိုသေးတယ်လို့မြင်မိပါတယ်ဆိုပြီးပရိသတ်တွေကတော့ပြောပါတယ်တန်းစင်နေနဲ့ခုံမိုးနိုင်လို့တဲ့ခြေပဲကန်နေပြီးထိအောင်လည်းမထိုးနိုင်ဘူးတဲ့အလဲမထိုးနိုင်ဘူးတဲ့ ရှုံးမဲ့ဆိုတာသူစီကြီးနဲ့ခုတိုင်းနဲ့ဆက်ထိုးနေတယ်တဲ့ဆက်ထိုးနေတဲ့အတွက်နောက်ပွဲတွေလဲတဲ့ရှုံးမှုများနေတဲ့ဒီပုံစံတိုင်းတော့သွားလို့မရတော့ဘူးတဲ့တန်းစင်ကိုကြည့်ရတာတဲ့ရှုံးပွဲဆက်ထားတဲ့အတွက်ကြောင့်ဖီအားများနေဖို့ရပါတယ်တဲ့ဒါပေမဲ့ဒီဘက်မှာတန်းစင်အရေးချင်းရှိရဆိုတာပေါ်လွင်ပါတယ်တဲ့ကိုတဲ့အတွေ့အကြုံနဲ့ fight and do မြင်းနဲ့ဝိုင်းသဘာရဲ့ fighter ကိုအမှတ်နဲ့ပဲရှုံးတာဆိုတော့မဆိုးဘူးပြောရပါမယ်တဲ့တန်းစင်အားတဲ့ အဓိကအပြင်ဖီအားတွေများနေတာပြိတက်ကလည်းသူ့ကိုတော်တော်ကြီးမျောလင့်ထားတာကြောင့်လည်းထင်ပါတယ်တဲ့သူကိုယ်တိုင်လည်းအင်တာဗျူးတွေမှာလေကြီးမိုးကြီးပြောတော့အဲ့ဒီစကားတွေကြောင့်ဖီအားတွေဖြစ်နေတယ်တဲ့ဖိုင်တာကောတွေနဲ့ထိုးတော့ပြန်ဘက်ကအသာစီးမှုရှုံးရတယ်ဒီဘက်က level 2တွေထင်ပါတယ်တဲ့တန့်စင်နေနဲ့ level 2နဲ့ကြောင့်လည်းတိတ်မရှင်းနိုင်ပြန်တော့တွေ့ရပါတယ်တဲ့တတိယချီမှာတဲ့တန့်စင်သာတကယ်လို့ဖွင့်ထုံးရင်းနဲ့ ကြည့်ကောင်းမယ်ထင်တယ်တဲ့ရှုံးမဲ့စားဖွင့်ထိုးရင်ကောင်းမယ်တဲ့ပထမအချီမှာကြည့်ရတာနိုင်တယ်တဲ့ဒုတိယအချီမှာရှုံးတယ်ဆိုပေမဲ့ဟိုဘက်ကလည်းတက်စင်အောင်ပိုင်းကိုကန်တဲ့အတွက်ဖောင်းတဲ့အတွက်ကြောင့်အမှတ်နှုတ်ခံရမှာတေးကြတယ်တဲ့ဒါပေမဲ့ဒုတိယအချီကြောင့်ခံပဲခံနေရတယ်တဲ့အမှတ်နဲ့ရှုံးမှုကတော့ဒါကြောင့်တေးကြသွားတာတဲ့ဟိုဘက်ကခုံမိုးနိုင်ရဲ့အခြေခံချက်တွေပဲခံနေရတာမြေမကောင်းဘူးတဲ့သူတစ်ချက်ကိုတစ်ချက်မှရမှာတဲ့ဒါမှအမှတ်ဘေးစနစ်ဆိုတာရှိတယ်တဲ့ ခေါမုန်းနိုင်ငံအမတ်ယူတာခြေကန်ဂျပန်နဲ့ပဲတဲ့တန်းစင်နေနဲ့အဲ့ဒီလိုမျိုးခြေကန်ကြလည်းမလုပ်တော့ဘူးတဲ့ဒါကြောင့်ရှုံးသွားတာလို့ထင်နေတဲ့ဒီဘောမှာလည်းမျက်နှာပြက်သွားတာလည်းတွေ့ရတယ်တဲ့ပညာပိုင်းမှာလည်းလိုအပ်သေးတာချို့တော့တွေးတယ်ဆိုပြီးတော့ပြိသက်ချို့ကပြောပါလိမ့်တန်းစင်ဖိအားများတာဘာကြောင့်လဲဆိုတော့တဲ့သူကကြာကြည့်ရတာစိတ်ထဲမှာဒီဘောရှုံးရင်သွားပြီတဲ့တွေးမျိုးသေးချာဝင်နေတယ်ထင်တယ်တဲ့ဒါကြောင့်ဖိအားများတယ်ထင်ပါလေတဲ့တန်းစင်ကားတဲ့ ။ဝိုင်းရဲ့အခွင့်အရေးကလည်းအကန့်အသတ်ပဲရှိတယ်။ဒီလိုလေးဘွဲ့ဆက်ရှုံးမွေးကြတော့ပွဲဝေးသွားလိမ့်မယ်တဲ့။တန်းစင်နေတဲ့လေးဘွဲ့ဆက်ရှုံးမွေးဆိုတာကလည်းများတယ်တဲ့။ကိုအားနဲ့တဲ့ပိုင်းကိုပြင်ဆင်လဲဆိုမှလည်းတန်းစင်ကပြင်ဆင်ဖို့ကတော့တော်တော်လိုသေးတယ်တဲ့။တည်ငိမ့်တာကိုတော့လက်ခံရမယ်တဲ့။အရင်ပွဲမှတွေလိုပြာကြီးပြာရမဟုတ်တော့ဘူးတဲ့။အလဲရောမခံရအောင်လို့အယောဆက်ပြီးထိုးနေရှာတယ်တဲ့ဒီဘက်ကိုမလောဘူးတဲ့ မလောဘနဲ့သေတာကောင်းတာဆောင်ပြီးထိုးမယ်လို့ဟိုဘက်ကအမှတ်တွေယူသွားမိတယ်တဲ့။ဒါကြောင့်တန်းစင်နေနဲ့ဘာမှမလုပ်နိုင်ဘူးဖြစ်သွားတာတဲ့။ပရမချီမှာကောင်းတယ်ဒုတိယချီမှာသေတာကြာသားတယ်တဲ့။ဘောကခိုင်းလာတယ်ပါမထင်နေတဲ့။ဒီဘွဲမှာသေချာကြည့်မှုရတဲ့။တန်းစင်နဲ့ပတ်သက်ပြီးပြိသက်တွေကတော့အခုလိုမျိုးပဲမချိတင်ငယ်ပြောသွားပါတယ်။ဒီဘွဲမှာအများကရှုံးမယ်လို့ထင်ထားတဲ့စိုးနော်ဦးကတော့ထူးခြားခြားလက်ရည်အသားနဲ့ကိုနိုင်တော့ပါတယ်။ စိုးနောင်ဦးကဘာတွေမလို့ပြင်ဆင်နေလဲဆိုတာကိုသူ့အနေနဲ့ပြည်သက်ကိုခြားပြမှုကတော့အရန်နေပါတယ်။ဒါကြောင့်ပြည်သက်ကလည်းစိုးနောင်ဦးကိုသိသိတိမထားမိတာပါ။နောက်ပြီးတော့ဒီဘက်မှာပြောရမယ်ဆိုရင်ဘောင်နီကအသံစင်တို့ကနှွမ်းမှုနေတဲ့အတွက်ကြောင့်ဆိုးနောင်ဦးကြောင့်ပြိသက်တွေကတော့စိတ်ဝင်စားမှုနည်းပါးနေတာဖြစ်ရပါတယ်မြန်မာဖိုင်တာဆိုးနောင်ဦးကတော့ true char ပါပဲသူ့အနေနဲ့ဒီဘက်မှာ time fighter ကိုအကောင်းဆုံးကြီးကိုကစားသွားပြနိုင်ပါတယ် စောနောင်းဟာ time fighter မိုင်းဆန်ကြံကိုဒိုင်းဆုံးဖြတ်တဲ့အနိုင်ရရှိသွားတာပါ one championship one friday night 132ပွဲမှာစောနောင်းဟူအတွက် one championship မှာဒုတိယမြောက်ပွဲပါ fighter နိုးတော့ပွဲစဉ်တစ်ချောင်းမှာအခြေခံချက်တွေ drone တွေဒူးတွေလက်သီးတွေတွဲလုံးနဲ့စရိုက်တုံးပြီးပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်စောနောင်းဟာ time fighter မိုင်းဆန်ကြံကိုသုံးညထိရိုးစားခဲ့ပြီးဒိုင်းဆုံးဖြတ်တဲ့အနိုင်ရရှိခဲ့ပါတယ် time fighter ဟာဒုတိယအချိန်နဲ့တတိယအချိန်မှာစောနောင်းဟူရဲ့ထိုးချက်တွေကြောင့်လဲသွားပြီးဒိုင်းမှိတ်ခံရပါတယ် ဆိုနောင်ဝါသူရဲ့ဝမ်းချမ်းမြေရှိပွဲစဉ်မှာလက်ဘရွန်ဖိုင်တာအိုမာဟာလာဘီကိုမှတ်နဲ့ရှုံးလိုက်ခဲ့ပေမဲ့ဒုတိယမြောက်ပွဲမှာနိုင်ပွဲရရှိခဲ့တာပဲဖြစ်ပါလေဆိုနောင်ဦးကဘိုင်ဗျောသူ့အနေနဲ့အကောင်းဆုံးထိုးသက်ခဲ့တယ်လို့ဆိုပါတယ်မိုင်းဆိုင်ကျန်ကလည်းကရင်လွယ်ပွားထိုင်းကရင်ဖြစ်တဲ့အတွက်ကြောင့်သူ့အတွက်ဒီမျိုးတွေထိုးသက်ရတဲ့အတွက်စိတ်မသက်မသာဖြစ်ခဲ့ရတယ်လို့တော့သူကပြောသွားပါတယ်